People's Press ရဲ့ညနေခင်းသတင်းအစီအစဉ်ပါ။ April 10ရက်နေ့အတွက်တင်ဆက်ပေးမှာကတော့ဖလန်းမျိုးကနောက်ဆုံးလက်ကျန်ခြေလင်တက်ရင်ကိုချင်းညင်အောင်တပ်ဖွဲ့တင်းယူနိုင်ခဲ့တဲ့သတင်း။ကြာဆုံးတပ်ဖွဲ့ဝင်တွေအတွက်အောက်မေ့ပွဲအခမ်းအနား MNDAA ပြုလုပ်တဲ့အကြောင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာစစ်တုံးပန်း40ကျော်နဲ့လက်နက်ခရံတွေရရှိထားတဲ့အခြေအနေလိုင်းပွဲမျိုးနယ်တွေကရှမ်းရွာသိမ်းမျိုးကိုဌာနဆိုင်ရာဝန်ထမ်းတွေစွန့်ခွာသွားတဲ့ဖြစ်စဉ်ဒီသတင်းတွေပြောပြမှာပါချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖလန်းမျိုးမှာ နောက်ဆုံးကြန့်ရှိနေတဲ့စစ်ကောင်စီတပ်ရဲ့အမှတ်268ချင်းလင်းတပ်ရင်းကိုချင်းညီနောင်မဟာမိတ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီလို့စစ်ရေးသတင်းရင်းမြစ်တချို့ပြောပါရယ်ဖလန်းမျိုးမကြဘူးစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူနဲ့ခုခံတိုက်ခိုက်ပေမဲ့ဧပြီ9ရက်မနေ့ကမနက်ပိုင်းမှာတော့ခလာရ268ကိုသိမ်းယူလိုက်တာဖြစ်ပါရယ်ငလင်းကြီးလှုပ်ခတ်ပြီးအများပြည်သူထိခိုက်ဆုံးရှုံးမှုကြီးမားနေတဲ့အချိန်မှာအပြစ်ရတယ်လို့စစ်ကောင်စီကကြေညာပေမဲ့အမှန်တကယ်အပြစ်မရတာကြောင့် လန်းမြို့ကိုတိုက်ခိုက်သိမ်းယူလိုက်တာလို့စစ်ရေးသတင်းရှင်းပြတဲ့ဦးကပြောပါတယ်။ခလာယ268အပါဝင်ဖလန်းမြို့ကိုသိမ်းလိုက်နိုင်တာနဲ့ပတ်သက်လို့ချင်းညီနောင်အဖွဲ့ဝင်တပ်မှုတချို့ဖလန်းစစ်စင်ရေးပြောရေးဆိုခွင့်ရှိသူနဲ့ချင်းညီနောင်စစ်ရေးကော်မတီဥက္ကဋ္ဌတို့ကိုမေးမြန်းထားပေမဲ့ချင်းညီနောင်အဖွဲ့ကစစ်ရေးသတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့အသိပေးပါတယ်။မြို့သိမ်းတိုက်ပွဲတွင်ပူပေါင်းတပ်ဖွဲ့တွေဘက်ကထိခိုက်ကြဆုံးမှုတွေရှိတယ်လို့သိရပါတယ်။ ချင်းပြည်နယ်ကဖလန်းမြို့နယ်မင်းတပ်မြို့တို့ကိုတင်ဖို့ချင်းပြည်နယ်ဆစ်စင်ရေးဖြစ်ပြီးခဲ့တဲ့2024နိုဝင်ဘာလဒုတိယပတ်ကစခဲ့တာပါမင်းတပ်မြို့ကိုနှစ်ကုန်ပိုင်းဒီဇင်ဘာ22ရက်နေ့မှာတင်ယူနိုင်ခဲ့ပြီးဖလန်းမြို့မှာတော့ခလာရ268တပ်ရင်းကလွဲလို့ကြံတဲ့တပ်ဆွဲရနေရာတွေကိုချင်းပြည်နယ်တပ်ဖွဲ့ကတင်နိုင်ခဲ့ပါတယ်အခုနောက်ဆုံးလက်ကျန်ခလာရ268မကြဖို့လေကြောင်းကနေစစ်ကောင်စီတပ်ကပြစ်ကူပေးခဲ့ပေမဲ့လက်လွတ်လိုက်ရတာဖြစ်ပါတယ်အခုဆိုရင်ချင်းပြည်နယ်မှာ ချင်းညီနောင်တပ်ဖွဲ့ကထိန်းချုပ်နိုင်တဲ့မြို့ပေါင်း၅မြို့ရှိလာပြီးဖြစ်ပါတယ်။ဖလန်းမြို့မတန်ခင်ကမင်းတပ်ကံပတ်လက်မတူပီနဲ့ကျင်တွင်းမြို့တွေကိုသိမ်းပိုက်ထားတာပါ။ချင်းညီနောင်ဟာအာရခတက်တော် AA နဲ့မဟာမိတ်ပြုလုပ်ထားပြီးစစ်စင်ရေးတွေအတွင်းရောဒေတာနဲ့အညာကပြည်သူ့ကာကွယ်ရေးတပ် PDF တွေလည်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။တဆယ်နှစ်ဆက်ကုန်စစ်စင်ရေးအပါအဝင်တော်လှန်ရေးတွင်အသက်ပေးသွားတဲ့ကြဆုံရဲဘော်တွေကိုဂုံပြူအောင်မေပွဲအခမ်းအနားကျင်းပခဲ့ကြောင်းကိုကန့်တက် MNDAA က မနေ့ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲ့ဒီအခမ်းအနားကိုကိုကအထူးဒေတာတက်နေမြေရန်လုံကျိုင်းအာဇာနည်ကူပိတ်မှန်မှာကျင်းပခဲ့တာပါ။လူမြင်ကွင်းကနေကာလရွှေကြာပြောင်းနေတဲ့ MNDAA ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးဖုန်တဲရင်အပါအဝင် MNDAA တပ်ပိုင်းခေါင်းဆောင်တွေတပ်ဖွဲ့ဝင်တွေတက်ရောက်ကြတာတွေ့ရပါတယ်။ကြဆောင်တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေနဲ့ကိုလက်အင်ကာပေးဆက်ခဲ့ရတဲ့တပ်ဖွဲ့ဝင်တွေလည်းအခမ်းအနားတက်ရောက်ခဲ့ကြပါတယ် MNDAA ဟာ2023အောက်တိုဘာ29ရက်ကစတဲ့2020ခုစစ်စင်ရေးပထမပိုင်းမှာကိုကန့်ဒေတာကိုပြန်ပြီးသိယူနိုင်ခဲ့ပါတယ်။2020ခုဒုတိယပိုင်းကာလ2024 August လဆန်းပိုင်းမှာတော့စစ်ကောင်စီရဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်အခြေဆက်ရာလာရှုမြို့ကိုပါ MNDAA ကသိမ်းခဲ့တာ ဖြစ်ပါတယ်။လာရှုကိုသိမ်းရမှာ MNDAA နဲ့အတူတခြားသောຫນွေဥတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေလည်းပါဝင်တိုက်ခိုက်ပေးခဲ့ကြတာဖြစ်ပါတယ်။ လာရှုကိုတင်ပြီးတဲ့နောက်တရုတ်ရဲ့စီစဉ်ပေးမှုအရစစ်ကောင်စီတပ်နဲ့ MNDAA ကြားအပြစ်ရဖို့သဘောတူညီချက်ရခဲ့ကြပါတယ်။အခုတော့လာရှုကနေ MNDAA ဖယ်ပေးရတော့မယ့်သတင်းတွေထွက်လာနေပါတယ်။ MNDAA နဲ့နှိစက်တဲ့သတင်းရှင်မြစ်ကလာရှုကနေဆုတ်ဖို့တရုတ်ကဖိအားပေးလာတာလို့ပြောထားပါတယ်။ MNDAA ကတော့လာရှုမျိုးကနေဆုတ်ခွာရမယ့်အခြေအနေနဲ့ပတ်သက်လို့ဒီနေ့ထိအများပြည်သူကိုတရားဝင်သတင်းထုတ်ပြန်ရှင်းလင်းတာမရှိပါဘူး။ တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေအများအပြားအကြဆုံးရှိပြီးသိမ်းယူခဲ့တဲ့လာရှုမြို့ကိုစစ်ကောင်စီစီပြန်ပေးရမယ့်အခြေအနေမှာ MNDAA ကကြဆုံးသူရဲကောင်းတွေကိုဂုံပြူတဲ့အခမ်းအနားကျင်းပခဲ့တာဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်နန္ဒမိတ်အနီးစကိုင်းတိုင်းအထက်ပိုင်းကအင်းတော်မြို့ကိုတော်လိုင်းရဲပူပေါင်းတပ်ဖွဲ့က April 9ရက် မနေ့ညပိုင်းမှာသိမ်းနိုင်ခဲ့ပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယံများအပြားရရှိခဲ့ပါရဲ။အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို2024 August ကစတင်ခဲ့ပြီး ရှစ်လကန်အကြာမှာနောက်ဆုံးလက်ကျန်စစ်ကောင်စီရဲ့ဂျပန်လှိုင်းကိုခန်းစစ်ကုန်းကိုအပိသက်သိမ်းနိုင်ခဲ့တာပါအင်းတော်မျိုးသိန်းစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ကျောင်းသားတပ် ABSDF ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖစတဲ့ပူပေါင်းတပ်ဖွဲ့တွေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။သုံးပန်း40ကျော်ဖမ်းဆီးရမိပြီးစစ်ကောင်စီတပ်ရဲ့တပ်မမှုလည်းဒဏ်ရာရတယ်လို့ကချင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။ဖမ်းမိတဲ့စစ်သုံးပန်းတွေထဲမှာ စစ်ကောင်စီတပ်ရဲ့တမမှုပမပကိုတော့ဆက်လက်ဆောင်စမ်းနေသေးပါတိုက်ပွဲအပြီးရုတ်တံမှတ်တမ်းအရာဒါဝေးပြဟောက်ဝိဇာအမြောက်ကြီးအပါအဝင်လက်နက်ကြီးတွေလက်နက်ငယ်တွေတခြားသောခဲယမ်းတွေလည်းသိရှိရမိတာတွေ့ရပါတယ်စစ်တပ်ဝါဒဖြန့် Telegram Channel တချို့မှာတော့အင်းတော်မျိုးကြပြီးနောက်စကိုင်းတိုင်းအထက်ပိုင်းကကတားမျိုးမကြဖို့အရေးကြီးကြောင်းကတားကြရင်တော့ကချင်ပြည်နယ်ကိုလက်လွတ်ရမယ့်အခြေအနေဖြစ်သွားမယ်လို့လုံးစော်ဝါဒဖြန့်နေကြပါတယ်ရှင် ကရင်ပြည်နယ်ဖအံခရိုင်တဲကရှမ်းရွာတဲမြို့မှာရှိတဲ့စစ်ကောင်စီထိန်းချုပ်မှုအောက်ကရဲတပ်ဖွဲ့အပါဝင်ဌာနဆိုင်ရာဝန်ထမ်းတွေဟာပြီးခဲ့တဲ့မတ်လကုန်ပိုင်းကစလို့မြို့ကနေထွက်ခွာသွားကြကြောင်းကရင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါရယ်လိုင်းပွဲမြို့နယ်ရှမ်းရွာတဲမြို့မှာတာဝန်ကျနေတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေထွက်ခွာကြဖို့ကို KNU ရဲ့တမဟာခွန်ကသတိပေးပြီးတဲ့နောက်အခုလိုမြို့ကနေထွက်ခွာသွားကြတာလို့သတင်းရှင်းမြစ်ကဆိုပါရယ် ရဲတပ်ဖွဲ့ထွေအုပ်လာဝကပြန်ဆက်စီပင်စိုက်ပျိုးရေးလဲဆဲစတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေမြို့ကနေထွက်ခွာသွားကြပြီလို့သိရတာပါကျောင်းတွေလည်းပိတ်ထားတဲ့အတွက်ပညာရေးဝန်ထမ်းတွေလည်းထွက်ခွာသွားကြတဲ့အထက်ပါဝင်တယ်လို့သတင်းရှင်းမြစ်ကဆိုပါတယ်။လက်ရှိမှာတော့ရှမ်းရွာတဲ့မြို့ပေါ်မှာစစ်ကောင်စီတပ်ရဲ့ဗျူဟာကုန်းစခန်းတစ်ခုပဲကျန်ပါတော့တယ်။အဲ့ဒီဗျူဟာကုန်းကိုမတ်လလယ်ပိုင်းကစစ်ကောင်စီဟာလေကြောင်းကနေရိတ်ခါဖြည့်တင်ထားတယ်လို့သိရပါတယ်။ KNU တပ်မဟာခွန်က ထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေနဲ့ KNU ဌာနချုပ်အနီးခြေကုပ်ယူထားတဲ့စခန်းတွေကိုတပ်ယူနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လတုန်းကလည်းရှမ်းရွာတဲမျိုးကခလက်ဒီစခန်းကိုသိမ်းယူထားပါတယ်။ရှမ်းရွာတဲဗျူဟာကုန်းကတော့မဲတလီရှမ်းရွာတဲလှိုင်းဘွဲကားလန့်ပေါ်မှာတည်ရှိပြီး KNU ဗဟုဌာနချုပ်နဲ့အနီးဆုံးမှာရှိတဲ့ဗျူဟာအဆင့်ရှိစခန်းကြီးတစ်ခု ဖြစ်ပါတယ်ရှင်။ People's Prayer ရဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။